မိုးလင်းလို့ကြက်တော်နာတညတာလကလည်းတာတဲ့အချိန်မှာကိုအေးနဲ့မအေးလင်းမရနှစ်ယောက်အိမ်ဦးကပြင်းမှာတင်ဖြာကလေးခင်းပြီးအေးအေးလူလူ စကားပြောနေကြတဲ့ကိုအေးငါကြားဘူးတဲ့စကားပုံတစ်ခုရှိတကွကျက်မတော်လို့မိုးမလင်းဘူးကျက်ဖတ်တော်မှမိုးလင်းတဲ့မအေးတော်ပြောပုံကဟုတ်သေးပါဘူး ဒါကကိုငချင်ကိုချင်တဲ့စကားပုံကြီးပါ ပြောစတဲ့ဆိုရင်ကြက်မတော်မမိုးလင့်တာပါကိုအေးမင်းခေါင်းရတချာရှာရတော့လည်းမလုံနဲ့ငါပြောတာကကြက်ဖတော်မမိုးလင့်တာမအေးရှင်စကားကငါစကားနွားရတဖက်သက်ကိုကိုအေးမင်းဖားတူပြီးခရုမခုံနဲ့အိမ်ပြက်ရုံပဲရှိမယ်ရှင်တို့ယောက်ျားတွေက ွားမရှိဘဲဝီလုံနေလို့ပြန်ရှင်းပြနေရတာအပြန်အလှန်ညင်းခုန်ရင်လေတံတွေရလဲမားလာတယ်သူတို့ကနှစ်ယောက်ပေါင်းမှတနံမဲပဲရှိတယ်တစိတ်ထဲတဝန်းနဲ့ဆိုတော့ကိုအေးနဲ့မအေးလင်မယားညင်းခုန်ရင်ကိုအေးကတို့အချင်းချင်းညင်းနေလို့ကတော့အပြေမရမှာမဟုတ်ဘူးရွာဦးချောင်းဆရာတော်ရဲ့အဆုံးအဖြတ်တွားယူမယ်လာလေထိမ့်ထိမ့်သားနေတော့လင်မယားနှစ်ယောက် ဘုံကြီးချောင်းကိုထသွားကြတယ်။တကာအေးနဲ့တကမမအေးတို့ညာမိုးချုံမှဘာကိစ္စထွ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 ရှိကြလို့လာကြတာလဲ။ကိုအေးတပည့်တော်တို့လင်မယားအငင်းပွားနေတဲ့ပြဿနာမဖြေရှင်းနိုင်လို့အရှင်ဘုရားရဲ့အဆုံးအဖြတ်လာယူတာပါဖေ။ဘုံတော်ကြီးကဘာပြဿနာလဲရှောက်ကြပါအောင်။ကိုအေးကျက်ဖတော်မမိုးလင်းနဲ့လို့အစင်လာပြောလာတဲ့စကား ရှိပါတယ်ဖရာအဲ့ဒါအရှင်ဖရာရဲ့တက္ကမကြီးကလက်မခံပဲကြက်မတော်မမိုးလင်းနေဇွတ်လုံနေလို့ဖရာဖုံးတော်ကြီးဒီကိစ္စအငင်းပွားကြတာကိုတသက်လုံးမှတ်သားထားကြပြီတော့ကြက်ဖတော်မမိုးလင်းနေဆိုတာလည်းမဟုတ်ဘူးကြက်မတော်မမိုးလင်းနေဆိုတာလည်းမဟုတ်ဘူးမိုးလင်းလို့ကြက်တော်နာဒီစကားတွေက ကိုလိုရာကိုဆွဲပြောကြတာအမျိုးသားတွေကပုံမြက်တယ် အမျိုးသားတွေကပိုဆွမ်းဆောင်နိုင်တယ်ဆိုတာလည်းမမှန်ဘူးသူ့ခန္ဓာနဲ့သူ သူဆွမ်းဆောင်နိုင်တာတွေရှိကြတယ်အရေးကြီးတာကမိမယောက်ျားမခွဲခြားပဲကိုလို့ရမယ့်အလုပ်စူးစမ်းပန်းစားလှုပ်ရှားဖို့ပါပဲ